အာနာသိန်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မကွေးတိုင်းစေတုတ်တရားမျိုးနယ်ကနေအိမ်ဆယ်လုံးဝန်းကျင်မိလောင်ခဲ့တယ်လို့မင်းမှုခရိုင်အမှတ်3တရင်ရဲ့တာဝန်ရှိသူတဦးကတနေရှင်ဘွိုက်စ်ကိုပြောပါရယ်မေလာ16ရက်နေ့လယ်3:05မိနစ်မှာစေတုတ်တရားမျိုးနယ်မကြီးရွာနဲ့ဇီးပြူကုန်းရွာတို့ကိုအာနာသိန်းစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံတိလေးလုံးကျဲချတိုက်ခိုက်ခဲ့တာလို့သိရပါရယ် ြေးရွာနှစ်ရွာပေါင်းနေအိမ်ဆယ်လုံးလောက်မီးတဲ့ပါသွားပြီးလက်နက်ကြီးနဲ့လှမ်းပစ်နေတာကြောင့်ဒေသခံတွေရှောင်နေရတယ်လို့မင်းဦးခရိုင်အမှတ်3တဲ့ရင်ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။မနေ့ကအာနာသိန်းစစ်တပ်ရဲ့တပွင့်ရဲစခန်းကလက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့်စစ်တုတ်တရားမျိုးနဲ့မြောက်ပိုင်းကရွာတွေအကုန်ရှောင်နေကြရတယ်လို့ဆိုပါတယ်။အနာသိန်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်နေတာကြောင့် မင်းမှုခရိုင်အမှတ်3တက်ရင်အနေနဲ့ရွာတွေအလုံးကိုလိုက်ပြီးဆောက်ရှောက်ဖို့အင်အားမရှိလို့ပြည်သူတွေအနေနဲ့ရွာတွေမှာမနေထိုင်ပဲလေကြောင်းနဲ့လွတ်မဲ့ထင်းတဲ့နေရာတွေမှာနေထိုင်ကြဖို့ကိုလည်းမင်းမှုခရိုင်အမှတ်3တက်ရင်ရဲ့တာဝန်ရှိသူတို့ကပြည်သူတွေကို အသိပေးထားပါရဲ့ရှင်။